KPZB နဲ့ပတ်သက်တဲ့ link တွေပဲဖြစ်ပါတယ်အခုရက်ပိုင်းဆိုရင်တော့မိတ်ဆွေတို့ Facebook မှာ TikTok မှာပေါ့နော်တော်တော်လေးတွေးလိမ့်မယ်လို့ထင်ပါတယ်ဒါလေးကပါလဲဆိုတော့ KPZB ဖက်ကနေအခုဆိုရင်နိုင်ငံခြားကနေကျွန်တော်တို့ဒီ time ပေါ့နော်အထူးသဖြင့် time မှာရှိနေတဲ့မိတ်ဆွေများ time ဖုန်းနံပါတ်နဲ့အကောင့်ဖွင့်ထားတဲ့လူတွေကို အခုလက်ရှိချိန်ကစပြီးတော့မှငွေတွင်းငွေထုံးလို့လို့မရတော့ဘူးဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဒီမှာသူတို့ဘက်ကနေပြောထားတာလေးရှိတယ်ပေါ့နော်လက်ရှိမူဝါဒပြောင်းလဲမှုများအရာပေါ့နော် GBZB အကောင့်အာပြည်တွင်းဖုန်းနံပါတ်ဖြင့်တာအတုံးပြုတ်နိုင်တော့မှာဖြစ်ပါတယ်တဲ့နော် လူချင်းမင်းအနေဖြင့် KBZ ဘေးတွေအတုံးပြူနေတော့ပြပဖုန်းနံပါတ်အားပြတွင်းနံပါတ်တစ်ခုခုနဲ့ပြောင်းလဲအတုံးပြူပေးရန်လိုအပ်ပါတယ်ဆိုပြီးတော့သူတို့ဘက်ကနေပြောထားတာပေါ့နော်အဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အစတော့ကျွန်တော်လည်းမတိတ်မယုံပေါ့နော်မယုံတဲ့အတွက်ကြောင့်ကျွန်တော်ဒီ KBZ ဘေးရဲ့တကယ့် official ပေးမှလာပြီးတော့မေးကြည့်လိုက်တယ်အဲဒီအာတော်တော်များများပေါ့နော် အာသူကဒီတရုံဝင်အဲ့လိုမျိုး page ထဲမှာတင် post တင်တာမျိုးတော့မလုပ်ဘူးသူတို့ကဘယ်လိုမျိုးတွေကိုပို့တာလဲဆိုလို့ရှိရင်တော့တကယ် KBZ pay ကိုနော်ငွေတွင်းငွေထုတ်အမြဲတမ်းလုပ်နေတဲ့လူတွေပေါ့နော်အငွေအမောက်အများများပြီးတော့လုပ်နေတဲ့လူတွေအတွက်ကိုအဲ့ထဲမှာသူတို့ကဟိုပေါ့နော်တူတယောက်စီကိုအဲ့လိုမျိုးစာပေါ့နော်အဲ့လိုမျိုးပို့တာလေးတွေရှိတယ်သူပြောကြတယ်ပေါ့နော် Okay အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကတော့ဒါတိတ်ပြီးတော့မတုံးဖြစ်လို့နော်ကိုယ့်ရဲ့ account ထဲမှာလည်းပိုက်ဆံတိတ်မရှိလို့ပေါ့နော်အဲ့လိုမျိုးတွေ အဲ့လိုမျိုးတကူးတကအဲ့လိုမျိုးပို့တာမျိုးတော့မရှိဘူးဒါပေမဲ့ကျွန်တော်လည်းဒါဟိုပြောရမယ်ဆိုရင်ဒါလက်ရှိလဲဒါ time phone number နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုပြန်ပြီးတော့မေးကြည့်လိုက်ပါဦးဒီမှာ KBZ Pay account ကို time phone number နဲ့ဖွင့်ထားတဲ့လူတွေကိုမြန်မာ number နဲ့ပြောင်းရမယ်ဆိုတော့ဆိုတာတကယ်လားပေါ့နော်အဲ့လိုမေးလိုက်တဲ့အခါမှာဇောနာကကျွန်တော်ဖတ်ပြခဲ့တယ်လို့မျိုးပါပဲလက်ရှိမူဝါဒပြောင်းလဲမှုအရာပေါ့နော် ပြောင်းကိုပြောင်းရမှာပေါ့နော် အနောက်ပါရှိသေးတယ်ဆိုတော့ဒီဖိုင်ထိုင်းဖုန်းနဲ့ပတ်နေပဲဆက်လက်အသုံးပြုနေရင်ဘာဖြစ်မှာလဲထိုင်းမှာမြန်မာဆင်းမရှိဘဲနဲ့ဘလူပြောင်းမှာလဲပေါ့နော်ဒါလေးတွေမီးတယ်မီးရတဲ့ခါမှာဘာပြောလဲဆိုတော့ဒီမှာဒီတိုင်းပဲပြန်ပြောတော့မယ်ကေဘီဆက်ပြအကောင့်အားပြည်တွင်းဖုန်းနံပါတ်ဖြစ်တာအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်တဲ့အထက်ပါအတိုင်းပြောင်းရွေ့တာဆောင်ရွက်ရပါမယ်ဆိုပြီးတော့ပြောထားတာပေါ့နော်โอเคဒါလေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ပါရှိသေးလဲဆိုတော့ အာပြောင်းဖို့အတွက်ပေါ့နော်အဲဒီမှာဒီမှာဒီအောက်နားလေးမှာရှိပါတယ်ဒီမှာကိုကိုရဲ့အကောင့်ပြောင်းနိုင်ဖို့အတွက်ကိုဒီဖုန်းနံပါတ်ပြောင်းဖို့အတွက်ပေါ့နော်အာကို့မှာကို့ဘာသာကိုပြောင်းဖို့အတွက်ဆိုရင်ကိုအတွုံးပြနေတဲ့ KBZ ပေးအကောင့်က level 1.5တို့မဟုတ် level 2ပေါ့နော်အဲ့ဒါလေးတွေဖြစ်ဖြစ်ထားဖို့လိုအပ်တယ်ပေါ့နော် Okay အဲ့ဒါလေးနေနေပတ်တက်ပြီးတော့တကယ်လို့ဒါ dual lock off ထွက်မိတယ်ဆိုလို့ရှင်လည်းပြန်ပြီးတော့ဝင်ရမှာပေါ့နော်အကောင့်ပြန်ဖွင့်ရမှာအဲ့လိုမျိုးရှိရဲအာနောက်တစ်ခု သူ ပြောထားတာကဘာလဲဆိုတော့အာအတိကတော့ဟိုပါပေါ့ ဒီကျွန်တော်တို့ဒါလေးကိုလုပ်ဖို့အတွက်ပြောင်းဖို့အတွက်ဆိုရင်ねဒီမှာပေါ့နော် ကိုယ့်ရဲ့ဒီဖုန်းထဲကနေပဲကျွန်တော်တို့ဒီ application ထဲမှာပေါ့နော် KBZ ရဲ့ application ထဲမှာတက်ရိုက်ပြောင်းလို့ရတယ်ဒါပေမဲ့မပြောင်းခင်မှာတော့အာဒီနောက်ဆုံး version ဖြစ်တဲ့5.81ပေါ့နော်ဒီ version ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်နောက်ဆုံး version ကို update မြင့်ပြီးသားမှာပဲကျွန်တော်တို့ဒါဖုန်းနံပါတ်လေးတွေပြောင်းလို့ရမယ်လို့ပြောတာပေါ့နော်။ဒါကြောင့်မလို့ဒီထဲကနေဖုန်းနံပါတ်ပြောင်းတဲ့နီးကိုကျွန်တော်တခါလေအာပြပေးမှဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်ပြောင်းတဲ့နီးကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ KB ထဲကိုတွားလိုက်ပါ KB ထဲရောက်တော့ပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့အဲလူကောင်းပုံစံလေးနဲ့ပေါ့နော်ကျွန်တော် profile ဆိုတဲ့ဟာကိုကျွန်တော်တို့ဝင်ရပါမယ်ဝင်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်ဒီမျက်နှာပြင်ရောက်လာပြီဆိုရင်ဒီအောက်လားလေးမှာဖုန်းပုံစံနဲ့ဖုန်းနံပါတ်ပြောင်းရန်ဆိုပြီးတော့ရှိပါတယ်ဒါလေးကိုတစ်ချက်လောက်နှိပ်ပြရပါမယ်ဒါလေးမနစ်ခင်အဲဒါလေးပါပဲဗောနော်ဟုတ်ပြီနော်ဒါကတော့သူကဟိုပါတာစကားပြောင်းတဲ့နေရာက အဲဒီမှာဒီအောက်မှာရှိရနော်ဒီမှာ A ပုံစံနဲ့ဟာနော်အဲ့ဒီထဲကိုတွားပြီးတော့မှမြန်မာဘာသာပြောင်းလို့ရတယ်နော်โอเคဒီမှာကျွန်တော်တို့ဖုန်းနံပါတ်ပြောင်းရန်ဆိုတဲ့ဟာကိုနေလိုက်နေပြီးတော့ပြီဆိုရင်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြောင်းမယ်ဆိုတဲ့ဟာကိုကျွန်တော်နေရပါမယ်ပြောင်းမယ်ဆိုတဲ့ဟာနေလိုက်ပြီဆိုရင်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ပြီးဆိုရင်တော့ကျွန်တော်ဒီနေရာမှာသူပြောထားတာကကျွန်တော်တို့အာသူမေးတဲ့ဟာပေါ့နော်အဲကိုက ဒီဖုန်းနံပါတ်ပြောင်းခြင်းအတွက်တဲ့ပြုလုပ်မည်ဆိုပါကတဲ့တင်း KBZB အကောင့်နဲ့ချိတ်ထားတဲ့ bank account တွေဖယ်ရှားသွားမည်ဖြစ်ပါလိမ့်ဒီဆက်လက်လှုပ်ဆောင်လိုပါသလားပေါ့နော်โอเคကျွန်တော်တို့အတည်ပြုမည်ဆိုတဲ့ဟာကိုနှိပ်ပါမယ်ပြီးတော့ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီနားလေးမှာကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့ကုတ်ကိုပြန်ပြီးတော့ပြောင်းရပါမယ်နော်အာဟိုပါပေါ့ plus 95ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီကနေ39ကိုဖြုတ်ပြီးတော့မှ9ကနေစပြီးတော့9ကြံနေတဲ့9ရဲ့ဖုန်းနံပါတ်ကိုပြောင်းမဲ့မြန်မာဖုန်းနံပါတ်ပေါ့နော်ဒီနေရာမှာတရိုက်ထည့်လိုက်ပါမြန်မာဖုန်းနံပါတ်ကိုထည့်လို့တော့ပြီးတော့ပြီဆိုရင်တော့ကျွန်တော်ဆက်သွားမိကိုနှိပ်ရမှာပေါ့နော် โอเคဒီမှာအဲဒီမှာနိုင်ငံပြောင်းတဲ့နေရာမှာတူတာဒီမှာနေလိုက်မယ်ဆိုရင်ဒီမှာဒီလိုမျိုးလေးပို့တာပေါ့နော်ထိုင်းနဲ့မြန်မာဆိုပြီးတော့အဲ့ဒီမြန်မာကိုရွေးလိုက်နော်ပြီးရင်တော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပြီးရင်ဆက်သွားမိကိုနှိပ်ပါမယ်။ Okay ဒီမျက်နှာပြင်မှာတော့အဲ့ဒါအရေးကြီးတဲ့အပိုင်းမှာဒီမှာသူပြောထားတာအဆင့်တစ်ကျွန်တော်တို့ကကိုယ့်ရဲ့မျက်နှာကိုပေါင်အတွင်းထားရမယ်တဲ့။နောက်အဆင့်နဲ့အနေနဲ့ဆိုတော့အဲ့တို့ညွန်ကြားတဲ့အတိုင်းလှုပ်ဆောင်ထားအလှုပ်ဆောင်မှုဒါပြီးမြောက်အောင်လုပ်ရမယ်တဲ့။နောက်အဆင့်တုံးနေတဲ့ကိုယ့်ရဲ့မျက်နှာကိုစစ်စစ်အတည်ပြုပြီးတော့ဖုန်းနံပါတ်ကိုပြောင်းလဲပါဆိုပြီးတော့ပြောတာပေါ့နော်။ပြီးရင်ကျွန်တော်စတင်ပြီဆိုတဲ့အောင်နှိပ်ပါမယ်။ ပြီးရင်တော့ဒီမှာလှုပ်ဆောင်ရမယ့်ပုံစံကိုသူပြောထားတယ်ကိုယ့်ရဲ့မျက်နှာကိုဒီပေါင်အောင်တွင်းဝင်အောင်လုပ်ရပါမယ်တဲ့နောက်တစ်ခုကြတော့ အဲဒီမျက်မှန်မတက်ထားရပါဘူးပေါ့နော်ပြီးရင်အုတ်ထုတ်တွေပါလည်းစောင်းထားလို့မရဘူး mask တွေပါလည်းတက်ထားလို့မရဘူးပေါ့နော်ကိုယ့်ရဲ့မျက်နှာကိုလာတက်တက်ကြည့်ရပါမယ်ကင်မရာတက်တက်ကြည့်ရမလို့ပြီးရင်ဆက်တွားမီကိုနှိပ်ပါမယ်โอเคဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ကိုယ့်ရဲ့မျက်နှာကိုဒီပေါင်အတွင်းကိုဒီမှာပေါ့နော်သူကင်မရာအားအနီးတို့ရွှေ့ပေးပါလို့သူပြောတော့เนาะအဲ့ဒါလေးကိုတီချာလေးအာပေါင်ထဲကြအောင်လုပ်ပေးပါပြီးပြီဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာပြီပေါ်လာမှာပေါ့နော်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီအပေါ်ဆုံးမှာအောင်မြင်ပါဒီဆိုပြီးတော့ပေါ်လာမယ်ပြီးပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ညာဘက်ကအတီးပြုတ်မီဆိုတဲ့ဟာကိုဆက်နှိပ်ပါမယ် ပြီးပြီဆိုရင်တော့ဒီဒီနားလေးဒီလိုမျိုးပေါ်လာရင်ခဏလေးစောင့်ပေးလိုက်အာပြီးရင်ကျွန်တော်တီမျက်နှာပြမှာတော့ကိုအတုံးပြုခဲတဲ့ pin ပေါ့နော်ကိုရဲ့ pin number ပေါ့နော်အဲကိုရဲ့ GB pin number 6လုံးကိုရိုက်ထည့်ပေးပါ ရိုက်ထိုးရိုက်ရိုက်လို့ပြီးတော့ပြီဆိုရင်ဒီလိုမျိုးလေးပေါ်လာမှာပေါ့နော်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒါကတော့ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ပြောင်းလဲတဲ့မြန်မာဖုန်းနံပါတ်ထဲကနေကုတ်6လုံးကြာလာမှာဖြစ်ပါတယ်အဲ့ကနေကျွန်တော်တို့အဲ့ကုတ်6လုံးကိုယူပြီးတော့မှဒီမှာလာထည့်ရမှာပေါ့နော်တကယ်လို့ဒါကိုကထိုင်းမှာရှိနေပြီးတော့မြန်မာဖုန်းနံပါတ်ကိုကိုကအတုံးပြူနေတယ်ဆိုရင်တကယ်လို့ဒီအဲ့ဒီကျွန်တော်တို့အတုံးပြူလိုက်တဲ့ပေါ့နော်ဖုန်းနံပါတ်က ကိုယ်စီမှာရှိမနေဘူးမြန်မာနိုင်ငံကအိမ်ကလူတယောက်ယောက်ကိုအဲ့လိုမျိုးတုံးတယ်ဆိုလို့ရှိရင်သူတို့ကိုတခါတည်းဆက်တွေ့ထားလိုက်ပေါ့နော်အကုတ်ကြလာပြီဆိုရင်တခါတည်းလမ်းပြီးတော့တောင်းလိုက်ပါပြီးပြီဆိုမှအဲ့ဒီကုတ်၆လုံးကိုဒီမှာထည့်လိုက်ပါထည့်လို့ပြီးတော့ပြီဆိုရင်အတီးပြုတ်ပြီဆိုတဲ့ဟာကိုဆက်နေပေးလိုက်ပေါ့နော် ပြီးတော့ကျွန်တော်တို့ဒီနေရာမှာကိုဟိုဗောနောကုတ်ယူလာတဲ့ဟာဗောနောထည့်ပြီးအတီးပြုတ်မျိုးနဲ့ပြီးပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီမှာတင်း KBZ ပေးအကောင့်အဖုန်းနံပါတ်ပြောင်းချင်းအောင်မြင်တော့ပါပြီဆိုပြီးတော့ကျေးဇူးပြုတင်း KBZ အကောင့်တို့ပြန်ဝင်ရမယ်เนาะကျွန်တော်တို့ဒီမှာ OK ဆိုပြီးတော့နှိပ်လိုက်တယ်မြင်ဆိုလို့ရှိရင်ဒါက lock off ဖြစ်သွားမယ်เนาะ lock off ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအကောင့်ပြန်ဝင်ရမှာเนาะအကောင့်ဖွင့်ပါဆိုတဲ့ဟာကိုပြန်နှိပ်ရပါမယ်နှိပ်ပြီးတော့ပြီဆိုရင်တော့ zone ကကျွန်တော်တို့ပြောင်းခဲတဲ့မြန်မာဖုန်းနံပါတ်ကိုဒီနေရာမှာပြန်ပြီးတော့ရိုက်ထည့်ရမယ် ပြီးတော့ဆက်သွားမီဆိုတဲ့ဟာကိုဆက်ပြီးတော့နှိပ်ရမှာပေါ့နော်အဲ့ဒီနောက်မှာတော့ဒီလိုမျိုးလေးပေါ်လာရင်တော့ကျွန်တော်တို့ဒီမှာအာဒီကိုအစောနကထည့်ခဲ့တဲ့ဖုန်းနံပါတ်ထဲကိုနောက်တစ်ကြိမ်သူကကုတ်ထပ်ပြီးတော့တောင်းမှာပေါ့နော် SMS ကုတ်ဖြစ်ဝင်ရောက်မီဆိုတဲ့ဟာကိုထပ်နှိပ်ပါမယ်ပြီးတော့ဇောနကလိုမျိုးပဲအဲ့ကုတ်၆လုံးကိုရဲ့ဖုန်းနံပါတ်ထဲကိုပြန်ပြီးတော့ယူပါပြီးရင်ထည့်လိုက်ပြီးပြီဆိုလို့ရှိရင်တော့ ်အကောင့်တို့ဝင်ရန်ဆိုတဲ့ဟာထပ်နေလိုက်ပေါ့နော်ပြီးပြီဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီညမှာတကယ်လို့ဒါကိုယ့်ရဲ့ GBZ ပေးအကောင့်ထဲမှာအာကိုကပန်ပန်စာအုပ်တွေပန်ကတ်တွေလှုပ်ထားလို့အဲ့ဒီ GB နဲ့ပေါ့နော်အာချိတ်ခဲ့ဖူးတယ်ရှိနေတယ်ချိတ်ချိတ်ချင်တယ်ဆိုလို့ရှိရင်ဒီကနေတခါတည်းချိတ်သွားလိုက်ပါတကယ်လို့ကိုက ကိုမှမချိတ်ချင်ဘူးဒါမှမဟုတ်ရှိမရှိဘူးဆိုလို့ရှိရင်ဒီအောက်ကဟိုပါဘောနော်မလောက်ဆောင်ပါဆိုတဲ့ဟာကိုနှိပ်ပေးပါနော်နှိပ်ပြလိုက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ KB set ဖေးတယ်ဒါဝင်တော့တာအောင်မြင်တော့မှာပေါ့နော်တကယ်လို့ရှိတယ်ဆိုရင်ဒီလှုပ်ဆောင်ပြီဆိုတဲ့အကို set နှိပ်လိုက်နော်ပန်အကောင့်ရှိတဲ့လူကိုပြောရအောင်နော်ပန်အကောင့်ပန်စာအုပ်ပန်ကက်ရှိတဲ့လူတွေကိုဒီအပေါ်ကနေ set နှိပ်တော့ပါနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီအောက်မှာရှိတဲ့ပန်အကောင့်ချိတ်ရန်ဆိုတဲ့ဟာကိုထပ်နှိပ်ပါမယ်ပြီးရင်တော့ကိုယ့်ရဲ့ KB set ဘေးရဲ့ pin 6လုံးကိုရိုက်ထည့်ပါ ပြီးရင်တော့ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာမှလိမ့်မယ်ပေါ့နော်ပေါ်လာပြီဆိုရင်ဒီမှာကိုယ့်ရဲ့ပန်ကောက်မှာအဲသူကအရင်ကကျွန်တော်တို့ထည့်ခဲ့တဲ့ဟောပေါ့နော်လုတ်ခဲ့တဲ့ဟာပေါ့နော်ချိတ်ခဲ့မှုတဲ့ဟာဒီလိုမျိုးလေးပေါ်လာမယ်ပြီးရင်ဒီထဲမှာအဝိုင်းလေးရှိအဲဝိုင်းလေးကိုနှိပ်ပြီးတော့မှအရှိကိုဆက်သွားလိုက်ရုံပဲတကယ်လို့ကိုကတခါမှမချိတ်ဘူးလေအခုမှစပြီးတော့ပန်ကောက်အောင်ချိတ်မယ်ဆိုရင်ကိုယ့်ရဲ့ပန်ကောက်နံပါတ်ကိုဒီနေရာမှာရိုက်ထည့်ပြီးတော့မှဒါချိတ်လို့ရတယ်ပေါ့နော်အရှိပြီးသားဆိုရင်ဒီကနေနှိပ်ပြီးရင်ဆက်သွားမိကိုနှိပ်ပါမယ်အနေလိုက်ပြီဆိုရင်ဒီဒီနေရာမှာကျွန်တော်တို့ဒီအခုဒီနေရာမှာတော့တခုသတိထားရမှာက ပန်အကောင့်ချိန်ပြီးတော့ဆိုလို့ရှိရင်သူကဒီနေရာမှာပို့လာမဲ့ကုတ်၆လုံးကအရင်ကကိုပန်အကောင့်ဖွင့်တဲ့အခါမှာကိုဘယ်ဖုန်းနံပါတ်နဲ့ဖွင့်ခဲ့တာလဲကိုအကောင့်ဖွင့်ဒီပန်အကောင့်ဖွင့်တဲ့အခါမှာထည့်ခဲ့တဲ့ဖုန်းနံပါတ်ထဲမှာပဲဒီကုတ်ကပို့လာမှာဖြစ်ပါတယ်။နော်ဒီအခုကျွန်တော်တို့ပြောင်းလာတဲ့ဖုန်းနံပါတ်အတိတ်ထဲမှာပို့လာမှာမဟုတ်ပါဘူး။ဒီကောင်ကပန်ဆက်ဆက်ဖွင့်တဲ့အခါမှာအတုံးပြုခဲ့တဲ့ဖုန်းနံပါတ်ထဲမှာပို့လာမှာဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီကနေကျွန်တော်တို့ကအဲဒီကနေထည့်ရမှာပေါ့နော်။ဒီအဲ့ဒီဖုန်းနံပါတ်ထဲကို ကုတ်တောင်းရမယ်ပြီးပြီဆိုလို့ရှိရင်ဒီထဲမှာလာပြီးတော့ထည့်လိုက်ပါပြီးရင်တော့ဒီလိုမျိုးထည့်လို့ပြီးတော့ပြီးဆိုရင်အောက်ကအောက်မှာရှိတဲ့ချိတ်ဆက်မီကိုဆက်နေလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလှုပ်ဆောင်မှုအောင်မြင်ပါပြီဆိုပြီးတော့ OK ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာမှာပေါ့နော်ကိုယ့်ရဲ့ဘဏ်အကောင့်ကိုယ့်ရဲ့နာမည်အကုန်လုံးပြည့်စုံပေါ်လာပါမယ်ပြီးပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ OK တော့ရပါပေါ့နော် โอเคတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအတွန်းအရင်ကလူမျိုးပဲဒါဆက် ပြီးတော့အတွန်းပြလို့ရသွားမယ်ပဲဖြစ်ပါတယ်ဗောနော်โอเคဒါဆိုလို့ရှိရင်တော့ဒီဟာလေးကတော့နိုင်ငံခြားတိမဟုတ်ပါဘူးဗောနော်တကယ်လို့ကိုကဒီ KBZ B ရဲ့ဖုန်းနံပါတ်ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ဒါပြောင်းတဲ့နီးဗောနော်အတူတူပါပဲဗောနော်โอเคပါဒီဗီဒီယိုဖိုင်လေးကို like and share ဖြင့်ကူညီပေးခဲ့ကြပါအောင်နော်ကိုရဲ့မိတ်ဆွေထပ်မှပြီးတော့တရှိတော့အောင် like and share ဖြင့်ကူညီပေးခဲ့ကြပါအောင်နော်โอเคပါစုံနေလိုက်ပါကျေးဇူးပြည့်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်